ဥရောပသမဂ္ဂ EU ဘက်ကတင်သွင်းလာတဲ့အရက်မှန်သမျှကိုသွင်းကုန်အခွန်အခ200ရာခိုင်နှုန်းတိုးမြင့်ကောက်ခံဖို့စဉ်းစားနေကြောင်းအမေရိကန်သမ္မတထရမ့်ကချိန်ကျောက်ပြောကြားခဲ့ပါတယ်။အစဉ်အလာမဟာမိတ်တွေဖြစ်ခဲ့တဲ့ American နဲ့ EU တို့ဟာလက်တလုံးမှာတော့ထရမ့်ရဲ့အခွန်စည်းကြမ်းမှုမြင့်တင်တဲ့မူဝါဒတွေကိုအကြောင်းပြုပြီးကုန်သွယ်ရေးစစ်ပွဲတစ်ခုအသွင်ကိုစောင့်လာနေပါတယ်။ Trump က EU ရဲ့တမန်နီနဲ့အလူမီနီယံပို့ကုန်တွေကို American မှာ25ရာခိုင်နှုန်းအခွန်တိုးမြှင့်စီးကြက်ခဲ့တဲ့နောက် EU ကလည်းလက်တုံပြန်တဲ့အနေနဲ့ American လောက်ဝီစကီအရက်တွေ EU နိုင်ငံတွေစီတင်သွင်းရင်အခွန်90ရာခိုင်နှုန်းတိုးမြှင့်စီးကြပ်ဖို့စီစဉ်လာခဲ့ပါတယ်။ March 23ရက်နေ့မှာတော့ Trump က American whiskey တွေကို EU ကအခွန်တိုးကောက်မယ်ဆိုရင် EU နိုင်ငံတွေစီကတင်သွင်းတဲ့ဝိုင်းအပါအဝင်အရက်အမျိုးအစားမှန်သမျှကို American ကအခွန်200ရာခိုင်နှုန်းတိုးမြှင့်စီးကြပ်မယ်လို့ချိန်ချောက်ခဲ့တာပါ။ EU ရဲ့ Europa Commission ပြောရေးဆိုခွင့်ရအရာရှိကတော့ လက်ရှိတင်းမာမှုတွေပိုဆိုးမလာအောင် အမေရိကန်နဲ့ EU ကြားဆွေးနွေးကြဖို့ရည်ရွယ်ကြောင်းပြောပါရယ်အမေရိကန်အစိုးရရဲ့ဗန်ဒါရေးဝန်ကြီးကတကယ်တမ်းသာကုန်သွယ်ရေးစစ်ပွဲတစ်ခုစတင်လာမယ်ဆိုရင်အမေရိကန်ထက် EU ကအများကြီးပိုအထင်အားလိမ့်မယ်လို့လည်းချိန်ချောက်ခဲ့ပါရယ်ရှင်